ပလဲစိတ်ကန်းဖြစ်ရဲ့ version 2.0ရုရှားမှာအမေရိကန်ရေတပ်သင်္ဘောကိုတိုက်ခိုက်လိုက်တဲ့ပေါ် Trump ရဲ့တုံ့ပြန်မှုအင်္ဂလန်နိုင်ငံကမ်းရိုးတန်းမှာမိခွန်းငွေတွေဟာကောင်းကင်ထက်ကိုပြန်တက်နေပါတယ်။ရောက်ဘက်ပင်လယ်ထဲကိုတော့ဂျက်လီရင်လောင်စာစီတွေယိုဖိတ်နေတာကိုတွေ့ရပါတယ်။ဆိုလောင်းဟာစတီနာတလောင်စာစီတင်သင်္ဘောနဲ့တိုက်မိခဲ့ပါတယ်။ဒီလောင်စာစီတင်သင်္ဘောဟာကမ်းခြေနဲ့15မိုင်ကွာမှာကြောက်စုချရပ်တန့်ထားတာဖြစ်ပါတယ်။တကမ္ဘာလုံးကငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နေချိန်မှာ ရုရှားကထပ်မံပြဿနာရှာလိုက်တဲ့ပုံပါပဲ။ဒါကမတော်တဆလည်းဖြစ်နိုင်သလိုမတော်တဆမဟုတ်တာလည်းဖြစ်နိုင်ပါတယ်။ဒီလိုပြောရတာကမတော်တဆမဟုတ်နိုင်ဘူးဆိုတဲ့သက်သေတွေကိုရထားတဲ့အတွက်ဖြစ်ပါတယ်။ဒီပတိုင်းကမှရုရှားကပတိန်ကိုဖမ်းဆီးခဲ့တဲ့ဖြစ်ရပ်ကိုဖော်ပြပေးပါမယ်။ဖြစ်ရပ်ဖြစ်ပွားခဲ့တာကတော့ Yorkshire ကန်ယူရန်ရဲ့ပင်လယ်ထဲ15မိုင်လောက်အကွာမှာဖြစ်ခဲ့တာဖြစ်ပါတယ်။ Solomon တင်မောဟာသွာလာလှုပ်ရှားနေပြီးတော့ရက်တန်ထားတဲ့ Steiner လောင်စာစီတင်တင်မောကိုဝင်တိုက်မိခဲ့ပါတယ်။ တင်မောကပတိန်ကတော့ရုရှားလူမျိုးတယောက်ဖြစ်ပြီးတော့တင်မောသားတွေကတော့ရုရှားနဲ့ဖိလစ်ပိုင်နိုင်ငံသားတွေဖြစ်ကြပါတယ်။တင်မောကပတိန်ကတော့လူသေးစေမှုအတွက်အဖမ်းခံထားရပါတယ်။ဘာလို့လဲဆိုတော့ကုန်တင်တင်မောကလူတယောက်ဟာပျောက်ဆုံးနေပြီးအခုချိန်ထိပြန်ရှာမတွေ့သေးတဲ့အတွက်ဖြစ်ပါတယ်။ဒါပေမဲ့ American တင်မောဘော်ကလူ23ယောက်စလုံးကိုတော့လုံခြုံစွာနဲ့နေရာရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါကတော့တင်မော20တိုက်မိမှုကိုရိုက်ထားတဲ့ဗီဒီယိုဖြစ်ပါတယ်။ ဒီမြေပေါ်မှာမြင်ရတာကတော့လူတွေတန်တရားဖြစ်နေစေတဲ့အရာတစ်ခုဖြစ်ပါတယ်။အပြောင်းအလဲကတော့ American Citizen သင်းမောစတီနာသွားလာတဲ့နေကြောင်းဖြစ်ပြီးတော့ match လ9ရက်နေ့ညနေ6နာရီခွဲချိန်မှာကန်ယူရက်နဲ့15မိုင်အကွာမှာကြောက်ချရန်နာနေခဲ့ပါတယ်။သင်းမောတိုင်မီမှုကတော့နောက်နေ့မနက်10နာရီမှာဖြစ်ခဲ့တာဖြစ်ပါတယ်။မြင်းကြောင်းတွေကတော့ရုရှားသင်းမောဖြစ်ပြီးတော့2နာရီခွဲကြာအောင်တဲ့တဲ့မောင်းနှင်လာခဲ့ပြီးမှ American Citizen သင်းမောနဲ့ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ အခုတော့လူတွေအများစုကဒါကိုစစ်ကြင်ကြတာလို့ယူဆနေကြပါပြီ။ဒါပေမဲ့တခုရှိတာကသင်္ဘောတိုင်းမိမှုဖြစ်ပွားတဲ့အချိန်မှာမျိုးရေထူထွက်စွာကြာရောက်နေတယ်လို့ဆိုပါတယ်။ဒီအတွက်သင်္ဘောလမ်းကြောင်းဟာအနည်းငယ်တိမ်းဆောင်းနိုင်ပြီးတော့တိုက်မိကြလဲဖြစ်နိုင်ပါတယ်။သင်္ဘောတိုင်းမိမှုဖြစ်စဉ်ကိုစုံစမ်းနေစေဖြစ်ပြီးတော့နောက်ထပ်သိရတာတွေရှိရင်လည်းဒီ channel မှာတင်ပြပေးသွားပါမယ်။ဒါကြောင့် channel လေးကို like and subscribe လေးလုပ်ထားပြီးပို့တောင်းဆိုချင်ပါတယ်။ ဒီကိစ္စဟာအပြစ်ခတ်ရဆဲရေးသဘောတူညီချက်နဲ့သက်ဆိုင်လားမသက်ဆိုင်ဘူးလားဆိုတာတော့ပြောလို့မရနိုင်သေးပါဘူး။မနေ့ကကျွန်တော်တင်ပြခဲ့သလိုရုရှားတောင်ဝင်ရှိသူတွေဟာယူကရိန်းနဲ့အပြစ်ခတ်ရဆဲရေးကိုသဘောမတူကြသေးပါဘူး။ဘာလို့လဲဆိုတော့အပြစ်ခတ်ရဆဲရေးဟာယူကရိန်းတွေအတွက်ပြင်ဆင်ခြင်းရသွားစေပြီးတော့ပြန်လည်အားဖြည့်လို့ရသွားစေတဲ့အတွက်ဖြစ်ပါတယ်။ဒီစစ်ပွဲကိုစတင်ခဲ့သူတွေဟာရုရှားတွေဖြစ်ပြီးတော့ယူကရိန်းဘက်ကစတင်တာမဟုတ်ဘူးဆိုတာကိုရုရှားတွေမေ့နေကြပုံရပါတယ်။ ဒါပေမဲ့ပူတင်ဘက်ကတော့ယာယီအပြစ်ခတ်ရဆဲရေးကိုသဘောတူမဲ့အရေးအယောင်တွေလည်းမြင်နေရပါတယ်။ဒါကတော့ပူတင်ဘက်ကပြောကြတဲ့စကားတွေဖြစ်ပါတယ်။ကျုပ်တို့ကတော့ယူကရိန်းရေးခင်းတဲ့ပတ်သက်ပြီးတော့အမေရိကန်နဲ့စကားပြောဖို့အဆင်သင့်ရှိနေပါတယ်။အဓိက ရေးကြည့်တာကတော့ပဋိပက္ခကိုဖြစ်စေတဲ့အကြောင်းအရာတွေကိုရှာဖွေပြီးတော့အဖြေရှာဖို့ဖြစ်ပါတယ်။ကျုပ်ပြောချင်တာကဆွေးနွေးမှုဟာပြန်လည်ထူထောင်ရေးလုပ်ဖို့လက်နဲ့ပြန်လည်တက်ဆင်ဖို့အချိန်ရအောင် ရေတိုအပြည့်ရက်ဆဲတာမဟုတ်ဘဲနဲ့ရေရှည်သာဝရအပြည့်ခက်ရက်ဆဲရေးကိုဥတီရမယ်လို့ပြောကြမှာတယ်။ကျုပ်တို့ကတော့ရုရှားနိုင်ငံရဲ့ပြည်သူတွေအကျိုးအတွက်ကိုပဲတွက်ဆရမှာဖြစ်ပါတယ်။ဒါကတော့ပူတင်ပြောခဲ့တဲ့စကားတွေဖြစ်ပါတယ်။အခုပူတင်ပြောချင်နေတာကယူကရိန်းကိုရုရှားကတိုက်ခိုက်ရခြင်းဟာရုရှားပြည်သူတွေအကျိုးအတွက်လို့ပြောချင်နေတာဖြစ်ပါတယ်။ဒါပေမဲ့ရုရှားပြည်သူတွေကပူတင်ကိုတောင်းဆိုတာကခရိုင်းမီးယားဒေသတို့ဒွန်ဘတ်ဒေသတို့မဟုတ်ဘဲနဲ့အစားအသောက်ကောင်းမွန်တဲ့ဘဝ ကောင်းမွန်တဲ့အလုပ်အကိုင်းခွင့်ရေးတွေသာဖြစ်ကြပါတယ်။ရုရှားနိုင်ငံရဲ့လာသာနှုံထားကအာမထားရတော့ပါဘူး။ဘာလို့လဲဆိုတော့လာပေါင်းများစွာတွင်ငွေကြေးဖောင်းပွားမှုကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ပူတင်ကတော့ဒါရီကိုယူမဆိုင်ပါဘူး။သူကငွေဆက်ကိုအစ်တွေရိုက်ထုတ်ပါတယ်။စစ်ဘက်ဆိုင်ရာထောက်ပံ့မှုတွေမှာပဲငွေကြေးကိုသုံးစွဲပါတယ်။ရုရှားပြည်သူတွေကတော့စစ်ပွဲကိုရက်စေကြညာပြီးနိုင်ငံစည်းဝါးရေးကိုပဲအာရုံစိုက်ခြင်းစိုက်စေကြညာပါတယ်။ကျမကရုရှားနိုင်ငံသူပါ။ ကျမကနယ်မြေအစ်စ်တွေထပ်မလို့ကျင်ပါဘူး။ကျမခရိုင်းမီးယားဒေသနဲ့ဒွန်ဘတ်ဒေသကိုလည်းမလို့ကျင်ပါဘူး။ကျမတို့နိုင်ငံနယ်တမိတ်ကိုဘာလို့တိုးချဲ့ဖို့လိုရဲဆိုတာကိုကျမနားမလည်နိုင်ဘူးရှင်။ကျမတို့နိုင်ငံဟာတိုးတက်မှုတွေစုပ်ယုပ်နေတယ်လေ။ကျမတို့စစ်သားတွေကတခြားနိုင်ငံနယ်တမိတ်တွေထဲကိုရောက်နေရတာမဟုတ်ဘူးလို့ကျမတို့ယူဆတယ်ရှင်။ဘာလို့ကျမပေးဆောင်လိုက်တဲ့အခွန်အရေးတွေကနိုင်ငံတိုးတက်ဖို့မဟုတ်ပဲစစ်တိုက်ဖို့အတွက်ဖြစ်ကုန်ရတာလဲ။ကျမခွန်ဆောင်တာဒုံးကျည်တွေလက်နက်တွေဝယ်ယူဖို့အတွက်မဟုတ်ပါဘူးရှင်။ နိုင်ငံထိပ်သီးပုံကိုတွေကတော့နန်းတော်ကြီးတွေဇိန်ခံပစ္စည်းမျိုးစုံတွေနေထိုင်နေရတယ်လေ။တာမန်လူတို့တွေကတော့လူသားမဆန်သွားဆက်ဆံတာကိုခံနေရတယ်လေ။ကျမတို့နိုင်ငံကအရင်းမြစ်တွေအများကြီးထွက်ပါတယ်။ဒါပေမဲ့အဲ့ဒီအရင်းမြစ်တွေတည်ရန်ဇာတာတွေပဲရောက်ကုန်တာလေ။အဲ့ဒီတည်ရန်ဇာတာတွေနိုင်ငံရဲ့ပြည်သူတွေနဲ့သက်ဆိုင်တာလား။ဒါမှမဟုတ်လက်တဆုပ်စာလူတစုနဲ့ပဲသက်ဆိုင်တာလား။ပူတင်ကောင်းဆောင်တဲ့လက်တဆုပ်စာလူတွေကတော့လွတ်လပ်မှုကိုထိခိုက်အောင်လုပ်နေကြပါပြီ။ကျမတို့မှာရွေးချယ်ပိုင်ခွင့်တွေရှိမနေတော့ပါဘူး။ အရင်ကရှိခဲ့ဘူးတဲ့ကျမတို့ကိုကိုသားပြုပေးနိုင်တဲ့ဒေတန္တရအစိုးရဆိုတာဟာအတိတ်မှာကြံနေခဲ့ပါပြီ။ Kremlin ဟာအရာအလုံးကိုထိန်းချုပ်မောင်းနှင်နေပါပြီ။သူတို့တွေကတခြားနိုင်ငံတွေကိုကျူးကျော်ဆင်နွှဲဖို့လောက်ကိုပဲစိတ်အားထက်သန်ကုန်ကြပါပြီ။ရုရှားနိုင်ငံတော်အတွင်းမှာကျင်နာမှုတွေနားလည်မှုတွေမြစ်တာတရားတွေနှဲပါကုန်ပါပြီ။အဲ့ဒီအစားစိတ်ရှုပ်ထွေးမှုတွေဒေါသတွေနားမလည်နိုင်နိုင်ခြင်းတွေပဲကြံနေပါတော့တယ်။လက်ရှိရုရှားဟာတကမ္ဘာလုံးရဲ့ချင်ပတ်ကြီးဖြစ်လာနေပါပြီ။ ရုရှားလူမျိုးများစုကနိုင်ငံရေးတွေစစ်ရေးတွေကိုစိတ်ဝင်စားကြပါဘူးပူတင်ကတော့ယူကရိန်းမှာအသက်ခံနေရတဲ့ပြည်သူတွေကိုဂရုမစိုက်ပါဘူးယူကရိန်းနိုင်ငံဟာလည်းထိခိုက်ထိခိုက်ဒေဆုံးမှုတွေများပြားနေခဲ့ပါတယ်ရှင်တို့ကဒေဆုံးနေတဲ့ယူကရိန်းပြည်သူတွေကိုဂရုမစိုက်တော့ဘူးလားဂရုမစိုက်ဘူးဆိုရင်ဒေဆုံးထိခိုက်မှုတွေကထပ်ပြီးတော့ဒိုးလာဖို့ပဲရှိပါတယ်ကျမတို့မှာစစ်ပွဲကိုရပ်တန့်နိုင်သွားမှရှိပေမဲ့ငြိမ်းချမ်းရေးကိုမျှော်လင့်ပိုင်ခွင့်တော့ရှိပါသေးတယ် ဒီအတွက်ကျမတို့ရုရှားနိုင်ငံကိုရှင်တို့တတ်နိုင်သလောက်ကူညီပေးကြပါဒါကတော့ရုရှားပြည်သူတယောက်ရဲ့ရင်ဖွင့်စကားလေးပဲဖြစ်ပါတယ်ကံကောင်းတာတစ်ခုကတော့စစ်ပွဲကိုရက်စေခြင်းနဲ့ရုရှားနိုင်ငံသားရုရှားနိုင်ငံ စီးပွားရေးကိုပြန်ကောင်းစေခြင်းနဲ့တူစတဲ့လူတွေကြံရှိနေသေးတာပဲဖြစ်ပါတယ်ပူတင်ရဲ့အိမ်မက်ကတော့ကြီးမာပါတယ်သူကမဟာဆိုဗီယက်ရုရှားနိုင်ငံတော်ကြီးကိုပြန်လည်ထူထောင်ခြင်းနေတာဖြစ်ပါတယ်ထရန့်ကတော့ရုရှားဟာအပြစ်ခတ်ရဲစဲရေးကိုသဘောမတူခဲ့ဘူးဆိုရင် အမေရိကန်အနေနဲ့ရုရှားကိုဖိအားပေးဖို့အသင့်ရှိနေပြီလို့ဆိုပါတယ်။ထရမ့်ကကျုပ်တို့အနေနဲ့စီးပွားရေးပိတ်ဆိုတာဒါမှမဟုတ်တခြားနည်းလမ်းနဲ့အပြစ်ပေးတာတွေလုပ်လို့ရပါတယ်။ဒါပေမဲ့မဖြစ်မနေလိုအပ်မယ်လို့တော့မထင်ပါဘူး။သမရပိုင်နဲ့လက်ထက်အိုဘားမားလက်ထက်တွေမှာလည်းရုရှားကဒီလိုအလားတူလုပ်မှုပါတယ်။အခုတော့ရုရှားဟာစီးပွားရေးပိတ်ဆို့ခံရမှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေပြီပါပြီ။ဒီအတွက်ထပ်ပြီးတော့ပိတ်ဆို့လိုက်ရင်လည်းရုရှားအတွက်ကသိမ်မထူးနေမထူးပဲဖြစ်နေအောင်ပါပါ။ အခုလောလောဆယ်အမေရိကန်နိုင်ငံနေနဲ့ရုရှားကို ပိတ်ဆို့မှုမတင်းကျပ်သေးတာပဲရှိပါတယ်ဥပဒေတွေက ရှိပြီးသားပါကျုပ်တို့အနေနဲ့တင်းကျပ်လိုက်ဖို့ပဲလိုအပ်တာပါဒီအတွက်အနာဂတ်မှာတော့တမျိုးဖြစ်လာနိုင်ပါတယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ရုရှားမီဒီယာတွေကတော့စီးပွားရေးပိတ်ဆို့ခံရတာတော့ရုရှားဟာဆက်လက်တိုးတက်နေတယ်ဆိုပြီးတော့ထရမ့်ရဲ့ဇကားတွေကိုလောင်ပြောင်နေခဲ့ပါတယ်ဒါပေမဲ့ရုရှားရဲ့စီးပွားရေးတိုးတက်တယ်လို့ထင်နေရတာကပူတင်ကငွေအမြောက်များကိုရိုက်ထုတ်နေလို့ဖြစ်ပါတယ် ဒါကရေရှည်ဖြည့်ရှင်းနေမဟုတ်ပါဘူး။ဆိုဗီယက်နိုင်ငံတော်ခေတ်တုန်းကလည်းရုရှားပြည်သူတွေဟာတစ်နှစ်အတွင်းကုန်စည်နှုန်း90ရာခိုင်နှုန်းလောက်ထိတက်သွားတာကိုကြုံခဲ့ရပါတယ်။ပူတင်ဟာလက်ရှိမှာငွေဆက်ကူတွေကိုများစွာရိုက်ထုတ်နေတဲ့အတွက်ငွေကြေးဖောင်းပွားမှုတွေနဲ့ပုံပစ္စည်းဈေးတက်မှုတွေဟာကျိန်းသိဖြစ်လာတော့မှာဖြစ်ပါတယ်။ရုရှားစီးပွားရေးတိုးတက်တယ်လို့အစိုးရကကြေညာနေပေမဲ့ရုရှားပြည်သူတွေကတော့ဒီလိုမထင်ကြပါဘူး။အမေရိကန်ကလည်းယူကရိန်းနဲ့တင်ရန်ဇာတသဘောတူညီမှုကိုရယူဖို့ကြိုးစားနေပါတယ်။ Trump ကတော့ဒီထက်ပိုတဲ့အရာတွေကိုလိုချင်နေပုံရပါတယ်။ဒါပေမဲ့အသေးစိတ်အချက်လက်တွေကိုတော့မသိရသေးပါဘူး။ဒီတစ်ပတ်ထဲမှာတော့ကြီးမားတဲ့ကိစ္စကြီးတစ်ခုဖြစ်လိမ့်မယ်လို့ Trump ကပြောထားတာရှိပါတယ်။ Trump ကကျုပ်တို့အနေနဲ့ Saudi Arabia နိုင်ငံမှာတွေ့ဆုံနေဆွေးနွေးရင်ရလက်ကောင်းတွေရမယ်လို့ယုံကြည်ပါတယ်လို့ပြောခဲ့ပါတယ်။အဓိကကတော့အကောက်ခွန်စစ်ပွဲပဲဖြစ်ပါတယ်။ဒါကရည်စရာကောင်းတယ်လို့သင်ထင်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ရုရှားနဲ့အမေရိကန်ဟာဓာတ်ရိုက်ကုန်သွယ်မှုတိတ်မရှိတဲ့အတွက်ဖြစ်ပါတယ်။ဒီအတွက်အမေရိကန်ကရုရှားကိုကြီးကြီးမားမားမချိမ်းချောက်နိုင်ပါဘူး။သတင်းစာတွေကတော့ Trump ဟာရုရှားရဲ့စပိုင်တယောက်သာဖြစ်တယ်လို့လှောင်ပြောင်ရေးသားနေကြပါပြီ။ပူတင်အတွက်အဆိုးဆုံးသောအိမ်မက်ဆိုးတစ်ခုကတော့ဥရောပပဲဖြစ်ပါတယ်။ရုရှားဟာဥရောပစီးပွားရေးကိုဘလုံနီးနဲ့မှမရှင်းနိုင်ပါဘူး။ဥရောပကောင်းဆောင်တွေကလည်းယူကရိန်းကိုစီးပွားရေးအရဆက်လက်ကူညီပေးမယ်လို့ကြေညာထားကြပါတယ်။ ယူကရိန်းကတော့မလုံနေလေသူလဲလုံเสียရရှိတာကို လုံနေပါတယ်တလောလေးကနေမှယူကရိန်းဟာရုရှားပိုင် လောင်စာစီစက်ရုံတစ်ခုကိုဖျက်ဆီးခဲ့ပါသေးတယ်ကာဝေးဝင်ကြီးဌာနအတွင်းမှ PD Hasik ကလူသိရှင်ကြားပြောထားတာရှိပါတယ်ယူကရိန်းနိုင်ငံဟာ2014ခုနှစ်အထိပိုင်ဆိုင်ထားတဲ့နေမျိုးတွေကိုလက်လွတ်ရပါလိမ့်မယ်ပြီးတော့ NATO တပ်ဖွဲ့တွေဝင်ရောက်ဖို့ကိစ္စကလည်းမဖြစ်နိုင်တော့ပါဘူးလို့ပြောခဲ့ပါတယ်ပူတင်ကတော့ယူကရိန်းနိုင်ငံကို အပြည့်အဝသိမ်းပိုက်ချင်နေတာဖြစ်ပါတယ် သူ့မှာတောင်းဆိုချက်တွေမရှိပါဘူး။ဒါပေမဲ့ဒီမိန့်ခွန်းတွေကိုတော့ပူတင်ကဖြေထားတာမဟုတ်ပါဘူး။ယူကရိန်းနေနဲ့2014ခုနှစ်နယ်မြေတွေကိုလက်လွတ်ဖို့နဲ့နေတို့တက်ခွဲတွေမဝင်ဖို့တက်ပြောကြထားတာထားတာကတော့ပူတင်ရဲ့တောင်းဆိုမှုတခုလို့ရှုမြင်လို့ရပါတယ်။ဒါပေမဲ့ဒီကိစ္စတွေကဆွေးနွေးပွဲစကားဝိုင်းမှာထည့်ပြောသင့်တဲ့အရာတော့မဟုတ်နေပါဘူး။ဒီစကားဝိုင်းထဲမှာ American Russia တာမကယူကရိန်းကလည်းဝင်ရောက်ပြောဆိုရမှာဖြစ်ပါတယ်။ မားတို့သာဒါကိုတုံဆိုင်ပေးနိုင်မယ်ဆိုရင်ကျုပ်တို့လည်းတုံဆိုင်ပေးမယ်ဒီတမ်မြေတွေပြန်ပေးမယ်ဆိုရင်ကျုပ်တို့တုံဆိုင်ပေးမယ်စရဲဆွေးနွေးမှုတွေကိုပို့ပြီးလုပ်တင်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်လက်ရှိမှာတော့ရုရှားကသူလိုချင်နေရာတွေကိုရနိုင်ပုံပေါ်ပါတယ်ဒီအတွက်သူကဘာလို့စစ်ပွဲကိုရပ်ဆိုင်ပေးရမှာလဲရုရှားဘက်ကတော့ဆိုဗီယက်ယူနီယံကိုပြန်လိုချင်တယ်ယူကရိန်းကိုပြန်လိုချင်တယ်ကီယက်ကိုပြန်လိုချင်တယ်စရဲသဘောထားကိုမြင်ရမှာဖြစ်ပါတယ် ဒါပေမဲ့ဒီလိုမျိုးဖြစ်လာခွင့်ပေးလိုက်လို့တော့မရပါဘူး။သတင်းဌာနတွေကပူတင်ကိုစစ်ပွဲလူလာသူစစ်တရခံတရားအဖြစ်ပြောဆိုနေကြပါပြီ။ဒါပေမဲ့ပူတင်ကတော့ဂရုမစိုက်ပါဘူး။ရုရှားဟာအပြည်ပြည်ဆိုင်ရာတရားရုံးမှာလက်မှတ်ထိုးထားတဲ့အဖွဲ့ဝင်နိုင်ငံတစ်ခုမဟုတ်ပါဘူး။ဒီအတွက်ပူတင်ဂရုမစိုက်တာကလည်းအဖြစ်တစ်ခုတော့မဟုတ်ပါဘူး။ပူတင်အတွက်တော့အပြစ်ခတ်ရဲစဲရေးဆိုတာဟာပြန်လည်အင်အားဖြည့်တာ။ပြစ်မှတ်တွေကိုပို့ပြီးရွေးချယ်လာနိုင်တာစတာတွေအတွက်အချိန်ပိုရလိုက်သလိုပါပဲ။ ဒါကယူကရိန်းသမ္မတဇယ်လန်စကီအတွက်လည်းအတူတူပဲဖြစ်ပါတယ်ဇယ်လန်စကီကတော့ပြောထားဘူးတာရှိပါတယ်တကယ်လို့နိုင်ငံကလိုအပ်ရင် သူကိုယ်တိုင်တနက်ကင်ပြီးတော့တိုက်ခိုက်မယ်ဆိုတဲ့စကားပါဒါပေမဲ့ဒီစကားကအတိတ်ပဲအများကြီးရှိပါတယ်ဆိုလိုတာကအရင်ကပြည်သူလူထုဟာအခုဆိုရင်စည်ရေးပြစ်မှတ်တွေအဖြစ်ယူဆလို့ရပြီလို့အတိတ်ပဲကောက်ယူလို့ရနေပါတယ်လွန်ခဲ့တဲ့နှစ်ရက်ကတော့ပူတင်နဲ့ထရမ့်ကြားမှာဓာတ်ရိုက်ဖုန်းဆက်သွယ်မှုတစ်ခုရှိခဲ့ပါတယ် ဒီနောက်မှာတော့ Trump ကသတင်းစာရှင်းလင်းပွဲတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ American သူသမ္မတ JD Vance ကတော့ဆွေးနွေးပွဲအတွက်အားလုံးအဆင်သင့်ဖြစ်နေပါပြီလို့ပြောခဲ့ပါတယ်။သူကဘာကိုဆိုလိုတာလဲ။ပူတင်သားဆွေးနွေးပွဲကိုမတက်ခဲ့ဘူးဆိုရင် American စစ်သားတွေကို Ukraine နိုင်ငံနဲ့ဆေလွှတ်တော့မယ်လို့ဆိုလိုတာများလား။တခြားဖြစ်နိုင်တာတခုကပိုပြီးစွမ်းအားကြီးတဲ့လက်နက်တွေအထောက်ပံ့တွေကိုယူကရိန်းကိုပိုပြီးထောက်ပံ့လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။အားလုံးသိထားရမှာတခုကတော့ ရုရှားဟာအမေရိကန်ရဲ့မဟာမိတ်နိုင်ငံတစ်ခုမဟုတ်ဘူးဆိုတာပါပဲ။လွန်ခဲ့တဲ့နှစ်အချို့ကပဲအမေရိကန်စစ်သားတွေနဲ့ပတ်သက်ပြီးပူတင်ဒေါသထွက်တာဖြစ်ခဲ့ပါသေးတယ်။ဒီအတွက်ဆီးရီးယားမှာအသက်ခံရတဲ့အမေရိကန်စစ်သားတိုင်းအတွက်ရုရှားကစုကြီးမှွေပေးအပ်ပါတယ်။လွန်ခဲ့တဲ့လပိုင်းတွေကလည်းရုရှားဟာဟီပိုလာရီအစ္စရေးကိုတိုက်ခိုက်နိုင်အောင်လက်နက်တချို့ထောက်ပံ့ခဲ့ပါသေးတယ်။ပြီးတော့အီရန်နိုင်ငံနဲ့လည်းနီးစပ်အောင်ကြိုးစားနေပြီးထောက်ပံ့မှုတွေပြုလုပ်နေပါတယ်။ ီမန်နိုင်ငံကပူတီတပုံတွေကိုလည်းဂျူဒုသတင်းအချက်လက်တွေထောက်ပံ့ပေးနေပါတယ်။ပြောရရင်တော့ရုရှားဟာအမေရိကန်နိုင်ငံ ထိခိုက်စေမယ့်အရာအလုံးကိုလှုပ်ဆောင်နေခဲ့တယ်လို့ပြောလို့ရပါတယ်။ဒီအတွက်အမေရိကန်နိုင်ငံကလည်းမတုံးတော့တဲ့ဖြတ်စည်းတော့မယ့်လက်နက်တွေကိုယူကရိန်းနိုင်ငံကို ထောက်ပံ့ပေးပါတယ်။ယူကရိန်းတွေဟာဒီလက်နက်တွေနဲ့ပဲရုရှားတပ်တွေနဲ့ရှင်ပြိုင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ American လွှတ်တော်မှ Lindsey Graham နဲ့ Ukraine သမ္မတ Zelensky တို့ရဲ့စကားပြောဆိုမှုကိုတင်ပြပေးပါမယ်။ ကျွန်တော်ပြောချင်တာကတော့ခမားနဲ့ခမားရဲ့ပြည်သူတွေဟာကျုပ်တို့ရဲ့မဟာမိတ်တွေဖြစ်တယ်ဆိုတာပါပဲခမားတို့ကကျုပ်တို့ရဲ့လက်နက်တွေကိုယူပြီးတော့သူတို့ကိုအနိုင်တိုက်ခိုက်နေတယ်ယူကရိန်းကိုကာဝယ်တဲ့အတွက်အမေရိကန်စစ်သားတယောက်မှမသေးဆုံးဘူးခမားကိုမဟာမိတ်ဖြစ်ရထားတဲ့အတွက်ကျုပ်အရန်ကုန်ယူပါတယ်ဒါပေမဲ့စစ်ပွဲဘယ်လိုအဆုံးသတ်မယ်ဆိုတာကိုကျုပ်တို့မတိုင်မြင်ရသေးဘူးတမရထရန့်ဘဲအချိန်မှာကျုပ်ကိုဘာညွှန်ကြားမလဲဆိုတာကပဲအရေးမကြီးပါဘူး။အရေးကြီးတာကဘဲအချိန်မှာအဆုံးသတ်မလဲဆိုတာဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံဖြစ်ဟာဆူဆူဝဝအဆုံးသတ်ခဲ့ရပါတယ်။ဒီအတွက်သမရာကြီးဟာအာဖဂန်မှာဖြစ်ခဲ့တဲ့ကိစ္စကိုယူကရိန်းမှာထပ်ဖြစ်စေမှာမဟုတ်ပါဘူး။သူကဒီစစ်ပွဲကိုရပ်တန့်နိုင်ဖို့အမြန်ဆုံးကြိုးစားပါလိမ့်မယ်။ပူတင်ကတော့သူ့ကိုရပ်တန့်မဲ့သူမရှိမချင်းရပ်တန့်မှာမဟုတ်ပါဘူး။ယူကရိန်းကတော့ပူတင်ကိုရပ်တန့်ရမယ်သူတယောက်ပေါ့။ဒီအတွက်ယူကရိန်းကိုလက်နက်ပစ္စည်းတွေထောက်ပံ့မှာပါ။ပြီးတော့တယံဇာတသဘောတူညီချက်ကိုလည်းအကောင့်ထယ်ဖော်ရမှာပါ။ ဒီသဘောတူညီချက်ကိုလက်မှတ်ထိုးလိုက်ရင်ပူတင်ခွေးဖြစ်သွားမှာပါ Trump ကစာချုပ်ကိုကာဝယ်ဖို့ပူတင်ကိုရက်တံဖို့ကြိုးစားတော့မှာဖြစ်ဖြစ်တဲ့အတွက်ပါလို့ပြောခဲ့ပါတယ်နောက်တစ်ခုအရေးကြီးတာကတော့ Ukraine မငြိမ်းချမ်းမဲ့နဲ့ဥရောပတိုက်ဟာမငြိမ်းချမ်းနိုင်ပါဘူးရုရှားသာဒီစစ်ပွဲကိုနိုင်သွားရင်ဥရောပတိုက်နိုင်ငံတွေအတွက်ချင်းချောင်းမှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်ဒီအတွက်ဥရောပတိုက်နိုင်ငံတွေက Ukraine ကိုထောက်ပံ့မှုတွေတိုးမြှင့်လှုံ့ဆော်နေကြပါတယ် ဇယ်လန်စကီးကတော့ပူတင်ဟာယုံကြည်ရတဲ့လူတစ်ယောက်မဟုတ်ဘူးလို့ဥရောပနိုင်ငံတွေကိုပြောထားခဲ့ပါတယ်။ရုရှားဟာချူးကျော်စင်မစတင်ခင်ကလည်းနိုင်ငံပိုင်ရုပ်တံမှာသူတို့အနေနဲ့ယူကရိန်းကိုချူးကျော်ဖို့အစီအစဉ်မရှိဘူးလို့လိမ်လည်ကြေညာခဲ့ပူပါတယ်။ဒါပေမဲ့နှစ်ရက်ကြာပြီးတဲ့နောက်မှာပဲရုရှားစစ်သားတွေကယူကရိန်းပိုင်နယ်တွေထဲကိုစတင်ချူးကျော်ခဲ့ကြပါတယ်။ပြီးတော့ယူကရိန်းနဲ့ရုရှားအကျဉ်းသားလဲလှယ်ရေးကိစ္စကိုဥရောပနိုင်ငံတွေကပြောကြားခဲ့ပေမဲ့ရုရှားကသဘောမတူခဲ့ပါဘူး။ ူရောပါနိုင်ငံတွေကတော့စစ်ပွဲမှာယူကရိန်းအနားယူနိုင်အောင်ခိတ္တအပြစ်ခတ်ရစေးရေးလုပ်ဖို့ကိုဆန္ဒရှိနေကြပါတယ်။ဒီအတွက်ပူတင်ကိုဖိအားပေးဖို့လိုအပ်နေပါတယ်။ဒီလိုဖိအားပေးနိုင်ဖို့အတွက်ကူရောပါနိုင်ငံတွေဟာစီးလုံးမှုပြိုကွဲလို့မရပါဘူး။ဒါပေမဲ့ရုရှားကတော့နျူကလ িয়ার လက်နက်ဆိုင်ရာချိန်ဆောင်မှုတွေကိုပြုလုပ်လာနိုင်ပါတယ်။ရုရှားဘက်ကမီဒီယာတွေကတော့သတင်းတွေကိုအမှောင်ချထားတတ်ပါတယ်။ပူတင်နဲ့ထရမ့်တို့တိုက်ရိုက်ဖုံးပြောခဲ့တဲ့သတင်းကိုလည်းအမှောင်ချထားခဲ့ပါတယ်။ ဒီအတွက်ရုရှားကနေရရှိလာတဲ့သတင်းတွေဟာလွတ်လပ်မှုကိုမျက်နှာတွေပြည်သူတွေစီကသတင်းတွေကသာအမှန်ကန်တယ်လို့ပြောနိုင်ပါတယ်။ Twist မှာတော့ Trump ကရုရှားစီးပွားရေးဟာဆိုးရွားတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီလို့ပြောထားပါတယ်။ဒီစစ်ပွဲအဆုံးသတ်နိုင်မှုအတွက်ကတော့ American နဲ့ Russia နဲ့နှစ်နိုင်ငံနဲ့ပဲဆွေးနွေးအဆုံးသတ်လိုက်လို့မရပါဘူး။ဒါက Ukraine အတွက် မတရားပါဘူး။ဒီအတွက်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ Ukraine နိုင်ငံကိုပါထည့်သွင်းဆွေးနွေးစေရမှာဖြစ်ပါတယ်။ ရုရှားယူကရိန်းရေခင်းဟာကြာရှည်နေပြီဖြစ်ပြီးတော့ကြီးစုလိမ့်လာရမှာတွေကလည်းများလုံးလှပါတယ်။အဆုံးသတ်မှာတော့ခံမှန်းမှုတွေများနေခဲ့ပါတယ်။ရုရှားယူကရိန်းရေခင်းဘယ်လိုဆက်ဖြစ်မဲဆိုတာကိုဆက်ပြီးစောင့်ကြည့်လိုက်အောင်ခင်ဗျာ။အဆုံးထိကြီးစုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။